မင်္ဂလာပါရှင်မက်ဒရစ်ခေတ္တ channel လေးပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကနေနောက်ဆုံးသတင်းများကိုစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရရှင်မြန်မာစစ်တပ်ကပြည်လုံးမဲ့ရွေးကောက်ပွဲမှာပွေလင်းမြင့်တမှုလွတ်လပ်မှုနဲ့အာလောက်ပါဝင်မှုစံချင်းစံနှုန်းများနဲ့မကန့်ညီဟုပြင်သစ်အစိုးရကကြေညာပြီးနိုင်ငံရေးအတိုင်းဖိကပုဂ္ဂိုလ်ထောက်ဆဆူချင်းနဲ့တမရဝင်းမြေကိုချက်ချင်းလိုရန်တောင်းဆိုထားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရယ်မြန်မာစစ်တပ်ကပြည်လုံးမဲ့ရွေးကောက်ပွဲမှာပွင့်လင်းမြင့်တမှုလွတ်လပ်မှုနဲ့ အလုံးပဝဲမှုစံချက်စံလုံးများနဲ့မကန့်ညီဘူးလို့ပြည်တိအစိုးရကကြေညာချက်ထုတ်ပြန်ကြေညာထားဖြစ်ပါရယ်။ရှမနေကြံရောက်ခဲ့တဲ့2020ပြည်နှစ်မြန်မာအကြွေရွေးကောက်ပွဲပြစ်မမြောက်နေပတ်လည်နေ့ဆိုင်ရာထုတ်ပြန်ကြေညာချက်တွေချက်ပါအတိုင်းပြည်တိအစိုးရကပြောဆိုလိုက်ခြင်းဖြစ်ပါရယ်။2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်မြန်မာနိုင်ငံတွင်ကျင်းပခဲ့တဲ့အကြွေကြွေရွေးကောက်ပွဲရဲ့ပြည်စမမြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး 2021ခုနှစ်ဖေဖော်လာတရနေ့တွင်ဖြစ်ပေါ်ခဲ့တဲ့စစ်အာသစစ်အာဏာသိမ်းမှုနဲ့အတူတူရေကောက်ပရရက်လက်များခိုးယူခဲ့ခြင်းခံခဲ့ရကြောင်းစစ်ဆိုရကတက္ကသိုလ်ထင်ချုပ်ထားတဲ့နေမြေဒေတာများတွင်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်ကျင်းပမဲ့ရေကောက်ပွဲတွင်ပြည်နေမြေတာမှုလွတ်လပ်မှုအလုပ်ပဝင်မှုနဲ့အတိအမှတ်ပြုခရယမှုဆံရဆန်တော်များနဲ့မကန့်ညီကြောင်းပြည်သည့်အဆိုရကကြေညာခဲ့တာဖြစ်ပါရယ်စစ်အာဏာသိမ်းအဖက်ကကြေယံမွေအာဏာသိမ်းခဲ့တဲ့ချိန်မှာစ၍နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖန်ဆင်းကပြည်နယ်ချမှတ်ခံခဲ့ရတဲ့နိုင်ငံရေးတာဝန်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်နဲ့သမရဝေးမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလို့ကိုပြတ်လွတ်ပေးပန်းရန်ပြည်ထောင်နိုင်ငံကထမတောင်းဆိုခဲ့တာဖြစ်ပါရယ်စစ်တပ်ကအရက်သားများအထက်အထက်နှင်နာရတဲ့လေချောင်းတက်ခတ်မှုများအပါအဝင်ဆက်လက်ဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုများကိုပြည်ထောင်နိုင်ငံကရှုတ်ချပြီးမြန်မာပြည်သူများညစ်ဆိုင်နေရတဲ့ဆိုးသွမ်းလာတဲ့လူမှုဒုက္ခများနဲ့တိတာထင်ရှားတဲ့ဒေတာဆိုင်ရာအကျိုးဆက်များအပေါ်မှာအလွန်အမင်းဆိုရင်မကောင်းဖြစ်ခဲ့မိပါကြောင်း ပြင်းထန်အဆိုရရဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားခဲ့တာပဲဖြစ်ပါရယ်ပတိပကအာငိန်ချန်စွာနဲ့ရေရှည်တည်တန်းစွာဖြည့်ရှင်ပေးနိုင်ရေကိုရည်ရွယ်တဲ့အာဆီယံပို့တဘောတူညီချက်၅ရက်အောင်ပြင်သင်းနိုင်ရန်က၆ခံခဲ့ကြောင်းရေတဘောတူညီချက်ပါအချက်လက်များအခြေတစ်ပြင်အကြံဖက်မှုလျှော့ရှားရင်းနဲ့အားလုံးပေါင်းဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများပြည့်လုံပေးရအတွက်လည်းပြင်သစ်ကထပ်မံတောင်းဆိုခဲ့တာဖြစ်ပါရယ်မြန်မာနိုင်ငံတွင်ရေရှည်တည်တံမဲ့နိုင်ငံရေးပြည့်လွယ်မှုနဲ့ တည်မြဲနိုင်တဲ့ငြိမ်းချမ်းရေးရရှိစေရန်ဂျာဝင်ညှိနှိုင်းပေးကြတဲ့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့အထူးကိုယ်စားလှယ်နဲ့ကိုလာသမဂအတွင်မှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတပ်သမန် GDP ရှာတွေရဲ့ဂျပန်အထုံးမှုများကိုပြည်တည်နိုင်ကကြိုဆိုထားဖြစ်ပါရယ်။အော်တိုဘလာတရရဲ့ကလည်းပြည်တည်သမရမက်ခရွန်ကဒေါ်ဆန်စုကြည်ထံသို့စာရေးသားပေးပို့၍ပြည်တည်နိုင်ငံအနေဖြင့်ဒေါ်ဆန်စုကြည်ကိုမှတ်မိတဲ့ကြောင်းထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါရယ်။ ဆက်လိုက်ပြီးတော့ဖားပွန်ခရံကျင်းအချုပ်ဖလာအတွင်းတိုက်ပွဲ122ကျင်းဖြစ်ပွားခဲ့ပြီးစကောက်စစ်ဖက်ကနေတည်ရင်မှုတွင်အပောင်းဝင်34ဦးသေဆုံးစစ်တပ်က၄ကြောင်းနဲ့နဲ့ချင်းများဖြင့်ကျေးရများကိုတိုက်ခတ်မှုပြည်သူတို့သေဆုံးခဲ့တဲ့ဆိုတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ် ပြည်ပင်းနဲ့ဖားပွန်ခရဲတွင်အော်တိုဘလာအတွင်တပ်ဖွဲ့122ကျင်းဖြစ်ပွားခဲ့ပြီးအကြံပေးစကောင်းစစ်ဖက်ကနေတရင်မှုသူအပောင်းဝင်32လေးဦးတင်ဆောင်ခဲ့ကစစ်တပ်စစ်ကြောင်း၄ကြောင်းနဲ့နေချင်းများဖြင့်ကျေးရွများကိုတိုက်ခတ်ခဲ့ခြင်းကြောင့်ဗီဒူဒူတင်ဆောင်ခဲ့ရာကြောင်း KNU ကထုတ်ပြန်ကြေညာထားတာဖြစ်ပါရယ်အော်တိုဘလာတရင်နေမှ32ရက်နေ့အထိဖားပွန်ခရဲအတွင်အကြံပေးစစ်တပ်နဲ့ KNU ပူးပေါင်းစစ်ဖွဲ့များအကြား တပ်ပွဲ191ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ချွတ်ချွတ်တပ်ပွဲများအတွင်အကြံဖက်စကောင်းစီဖက်ကနေတရင်မှုတူနဲ့ဘူဂျီတူအပါဝင်34ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရှိခဲ့သူ88ဦးရှိခဲ့ကြောင်းတပ်ပွဲများအတွင်အကြံဖက်စစ်တပ်ရဲ့ဌာနဆိုင်ရာအဆောက်အဦတလုံးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အကြံဖက်စစ်တပ်ကလည်းပြည်သူများနေထိုင်ခဲ့တဲ့ကျွော်များကိုဒရုန်းဖြင့်ဆက်နေခြင်း၊ဂျက်ဖိုက်တာဖြင့်ကူးခြင်း၊120မမလက်နက်ကြီးများဖြင့်ပုံကျဲပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူတို့တည်ဆုံခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူများရှိခဲ့ကနေများစာတီကျောင်းများနဲ့ဗားလိုက်ဆိုင်ရာအဆောက်အအုံများထိခိုက်ပျက်စီးခဲ့ရကြောင်းသိရပါတယ်။အလောင်းတူစတေမာလာနောက်ပိုင်းကလည်းဖာပွန်ခရယာဒရင်းအကျန်ဘစ်စတာနဲ့ KNA တမဟာငါတို့တိုက်ပွဲတရက်နဲ့33ချိန်ဖြစ်ပွားခဲ့ပြီးစကောင်စစ်ဖက်ကနေ20ဦးတည်ဆုံခဲ့က39ဦးထိခိုက်ဒဏ်ရာရှိခဲ့ကတပ်ပွဲများအတွင်းစစ်တပ်ကရဲသားပြည်သူများနှိမ့်ချခဲ့တဲ့ကြေးရွာများကိုပါလေးချောင်းဖြင့်ဗုံးကျက်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူများရွာလုံးကျွတ်ပေးလို့ရချက်ပေးသိမ်းချောင်းရကြောင်းသိရပါသည်။ ဆနပီဒိုင်ဦးမြွနဲ့အခြေဆိုင်ခမရ441ရင်းနဲ့ကြောက်ကြီးအခြေဆိုင်ခမရ998ရင်းတို့မှစစ်သားတော်လက်နဲ့နယ်လက်ယူဆောင်လာပြီးအလေးဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ဘူကိုရန်ဒိုင်ဦးမြွနဲ့ခမရ441ရင်းနဲ့ကြောက်ကြီးမြွနဲ့အခြေဆိုင်ခမရ998ရင်းတို့မှစစ်သားတော်လက်နဲ့နယ်လက်ယူဆောင်လာပြီးအလေးဝင်ရတာခေချောင်းရန်ကုန်တိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ချက်ဖြစ်ပါရယ်နိုယင်မလာရှိရနေ့တွင်ရန်ကုန်တိုင်းစစ်ဌာန၁၅၁၁ ဗျူဟာစကြောင်းတက်တို့ဆက်တွဲကအကြံပေးစတဲ့လောက်ခံတိုင်းမြင့်တဲ့အခြေဆိုင်ခမရ441ညမှာတတာညီပုနဲ့ခမရ998တညမှာတတာဆဆမှုတို့လက်နက်ခရံများယူဆောင်လာပြီးအနေဝင်ရလာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သောအနေဝင်ရလာခဲ့တဲ့စစ်သားများကိုလှုပ်ထုတ်လုံနေများနဲ့အငြိစစ်စစ်လက်ခံပြီးလက်နက်ခရံများနဲ့အတူအနေဝင်ရလာခဲ့တဲ့စစ်သားများကိုဂုဏ်ပြုဆုမများချီးမြှင့်ပေးခဲ့ကြောင်းသိရပါတယ်။ လက်နက်ချပြီးပြည်သူနဲ့ပူပေါင်းလို့တဲ့စကောက်စစ်တပ်သားများကိုရခိုင်တိုင်းစစ်ဌာနချုပ်မှလက်ခံကျူဆိုလျက်အရှင်နေပြီးလူခွင့်ရင်အပြေဝါရရှိစီမှာဖြစ်ကြောင်းနဲ့လက်နက်ဖြင့်ပြည်သူရင်ခွင်ခလုံးလာသူများကိုစုဝင်များချင်းမပေးသွားမှဖြစ်ကြောင်းရခိုင်တိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ကြေညာထားဖြစ်ပါရယ်ဆက်လက်ပြီးနေပြည်တော်တိုင်းစစ်ဌာနတရင်9ရက်နေ့တရင်104နဲ့တရက်ခေအမတ်တတရင်တို့ပူပေါင်း၍ရိုးမဖိုက်တာစစ်ကြောင်းအဖြစ်ဖွဲ့စည်းထားတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ် နေပြည်တော်တိုင်းစစ်ဌာနတရင်9ရက်နေ့တရင်8ရက်လေးနဲ့တရက်ခရအမတ်တတရင်တို့ပူးပေါင်း၍ရိုးမဖိုက်တာစစ်ကြောင်းအဖွဲ့အဖွဲ့စီလိုက်ကြောင်း9ရက်နေ့တရင်တာတွင်ချစ်တခွေမှာတာဝန်ရှိသူကရောင်းခဲ့တဲ့တရင်ဌာနထပ်တော့ပြောဆိုထားပါတယ်။နေဝင်မလာ9ရက်နေ့တွင်ပဲခူးရိုးမအတွင်း၌နေပြည်တော်တိုင်းစစ်ဌာနတရင်အမတ်9ရက်နေ့တရင်အမတ်8ရက်လေးနဲ့တရက်ခရအမတ်တတရင်တို့ပူးပေါင်း၍ရိုးမဖိုက်တာစစ်ကြောင်းအဖွဲ့ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်ထို့သို့ဖွဲ့စည်းခဲ့ပြီးနောက်စစ်ကြောင်းမောင်းမှတင်တဲ့ဆင်ပွဲအခမ်းအနားကိုဘကိုးရုံမှအတွင်းရှိလွတ်မြောက်နယ်မြေတနေရာ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်ဆက်လိုက်ပြီးတော့မြင်းချမ်းမြို့နယ် စိတ်ဉဏ်ရည်တင်ရုံရှိစစ်တရဲ့အရေးကြောင့်စစ်ဆေးခင်းတဲ့စစ်တင်ပေါ်များကို၄ရက်ဆက်သရုပ်ဖြစ်ပုံချက်တက်ခတ်မှုစစ်သား၃တိဆုတ်ခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။မန္တလေးတိုင်းမြင်းချံမြို့နယ်စိတ်ဉဏ်ရည်တင်ရုံရှိအကျန်းဖစ်စစ်တရဲ့အရေးကြောင့်စစ်ဆေးခင်းတဲ့စစ်တင်ပေါ်များကို၄ရက်ဆက်သရုပ်ဖြစ်ပုံချက်တက်ခတ်ခဲ့ရတွင်စစ်သား၃တိဆုတ်ခဲ့ကြောင်းရေစကြိုတပေါင်းစုမှတာဝန်ရှိသူတို့ကရှောင်းခေတ္တတန်ဌာနထပ်ပြောဆိုထားပါရယ်။ နိုယင်မလာတရက်နေ့သုံးရက်နေ့လျက်နေ့နဲ့ငိုင်းနေ့တွင်စဉ္ညာရေးတင်ရုံရှိအကျံပစ္စတရဲ့ရေးချောင်းစစ်ဆေးခင်းနဲ့စစ်တင်မောင်များကိုရေစကြုံမြင့်နဲ့တပောင်းဆုံတရုံဖက်ကဘုံရှိလုံးကြက်ချတက်ခက်ကြောင်းသိရပါတယ်။သူတက်ခက်မှုအတွင်စဉ္ညာရေးတင်ရုံရှိစစ်တရဲ့ရေးချောင်းစစ်ဆေးခင်းထမင်းစားဆောင်နဲ့ကန်းချေကတ်နေတဲ့စစ်တင်မောင်ပေါ်သို့ကြက်ရောက်ပောက်ွက်ခဲ့ပြီးအကျံပစ္စတသုံးသိဆုံးခဲ့ကနှစ်ဦးတိခတ်တရားရှိခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ကနေစဉ်အချိန်မှန်ချနေတာတော့မဟုတ်ပါဘူးတစ်ချိန်လုံးစောင့်ကြည့်နေပြီးနေ့ခင်ဖက်ထမင်းဟင်းချက်နေတဲ့အချိန်နဲ့ ညဖက်တင်ပေါ်ကန်ကတ်တဲ့ချင်းတွေချခဲ့တာပါ တချင်လုံးကတော့တလုံးကတော့တင်ပေါ်ပေါ်တက်တက်ကြပြီးနေရာမှာပင်ပွက်ချစ်ပြီးတုတ်ကောင်းတည်တယ်လို့သိရပါတယ်။၃ရက်နေ့ကထမင်းချက်တဲ့နေရာချခဲ့တာနှကောင်ပေါင်ထစ်တယ်လို့သိရပါတယ်။ အေးတာရန်ရတဲ့ကောင်းတွေရေတင်ရုံမှာပဲစေကူတာနေတယ်လို့သိရပါတယ်ကျွန်တော်တို့၃ရက်နေ့ကသိမောပေါ်တက်တက်ကြပြီး၃ကောင်သေးတဲ့နေ့ကတညလုံးနေပါနှစ်နေကြီးနှစ်နေငယ်တွေနဲ့တရဇက်ကိုပတ်ပစ်နေတာလို့ရေစကြိုတပေါင်းစုမှတောင်းဝန်ရှိသူကပြောဆိုထားပါတယ် အဆိုပါတိုက်ခိုက်မှုကိုရေစကြိုတပ်ပေါင်းစုတရုံတပ်ဖွဲ့ငင်းချက်ခိုင်အမတ်တတရင်တို့ပူပေါင်းပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြံပေးစစ်တပ်များလက်နက်ကြီးကနေငယ်များဖြင့်ရှင်းတပ်ပစ်ခတ်ခဲ့တော်လည်းပဲပြည်သူ့ကာကွယ်ရေးရဲဘော်များအထူးခံမှရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်အာဘိနာဆမ်မှုအတွက်ချက်ပဲကျဆွတင်ရှိပါရဲ့ရှင်